ဖျားသခင်ရဲ့ကျေးဇူးကိုချီးမွမ်းပါတယ်အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ကျွန်တော်တို့အတူတူကဆင်ခြင်ဖို့အတွက်ဒီနေ့ပြင်ဆင်ထားတဲ့ကောင်းစဉ်ကဖျားထံမှာစုနှစ်ပါးဆိုတဲ့ကောင်းစဉ်လေးနဲ့ကျွန်တော်တို့အတူတူကဆင်ခြင်ဖို့ဖြစ်ပါတယ်တုတ်တန်ကြံခန်းကြီး30မှာပါတာနောက်ဒါကဘယ်သူရေးလဲဆိုတော့ခန်းငယ်1မှာယာကီတာအာဂုရတိဣတိလနဲ့ ဥကလကိုဆုံးမသောတရားစကားဟုမူပါဆိုပြီးတော့ပြောတယ်။ဆိုတော့ဒီဣတီလာနဲ့ဥကလဆိုတော့ဒါဣတီလာလည်းဖြစ်နိုင်တယ်ပေါ့လေ။ဆိုတော့ဒီအာကုရဆိုတာဒါရှောလမုံမင်းဖြစ်နိုင်တယ်ပေါ့ဒီလိုလေသူတို့ပြောတယ်ဒါပေမဲ့အတိအကျတော့သူပြောတာမရှိဘူးယာကီကတော့ဒါကအာသူတို့ဟေဟေပြဲလို့ဆိုလို့ရှိရင်သူကဘာကိုပြောလဲဆိုလို့ရှိရင်အာ နက်နက်ရှိုင်းရှိုင်းကူးကွေတဲ့သူဆိုတော့ယူတီကိုင်းဆိုင်တဲ့ပညာရှိပေါ့နော်ဒီလိုမျိုးနာမည်ရတယ်ပေါ့ဒီလိုမျိုးပြောပြတယ်ဆိုတော့ဒါဆိုလို့ရှိရင်နဲ့ဒါဒါဝိငင်းကြီးလေးဖြစ်နိုင်တယ်ပေါ့ပြီးတော့မှအဲခုနသူ့သားကိုသူ့သားကရေးတာဆိုတော့ဒါရှောလမွန်ပဲရှောလမွန်နောက်ထပ် nickname ပေါ့အဲ့လိုပုံစံမျိုးလေးသူတို့ပြောတယ်ဘာလို့ဒါဒါမဲ့ဘာဖြစ်တာတမာကျမ်းထဲမှာပါလာပြီကျမ်းမောင်သွင်းတဲ့ထဲမှာပါလာတယ်ပြီးတော့တုတ်တန်စကားဖြစ်တဲ့ခါမှာ ဒီထင်းကဝိညာဉ်တော်အဖြစ်ဒီပုဂ္ဂိုလ်ရေးခိုင်းနေရအောင်ကျမ်းစာထဲမှာပေါ်ပြထားတယ်ဆိုတော့ကျွန်တော်တို့နားလည်ပြီးသားပါပဲဆိုတော့ဒီထင်းမှာအခန်းငယ်9နဲ့9ကိုကျွန်တော်တို့အတူတူကဆင်ခြင်မှုဖြစ်ပါတယ်ဒီအကြောင်းအရာကျွန်တော်တို့အများနဲ့ကြားဘူးနေကြလဲဖြစ်ပါတယ်เนาะအဲ့ဒါလေးကိုပဲကျွန်တော်ပြန်ပြီးတော့မှအာပြန်ဆင်ခြင်မယ်ပြန် remind လုပ်ရမယ်ဆောင်ရဲ့ခုနေမှာကိုရောထံမှာဆုနှစ်ပါးကိုကျွန်ုပ်တောင်းပါ යි ကျွန်တော်မသေးမီတိုင်အောင်ငင်းတော့မမှုပါနဲ့ဆိုတော့ဒါကြောင့်ခုနကကျွန်တော်ခေါင်းစီုံတင်တဲ့အခါဘုရားစီကတောင်းတဲ့စုနှစ်ပါးပေါ့ဆိုတော့အဲ့ဒီအရာကို तू မသေးခင်မှာဒါကို तू သူ့ပြင်ဆင်ပြီးပါဆိုတော့မှတောင်းတယ်ဆိုတော့ဘာတွေလဲလို့အငယ်ရှစ်မှာကြတော့ကျွန်ုပ်မှာအနတ္တနဲ့မုတာကိုပေတော်မူပါဆိုအနတ္တအနတ္တကိုဆင်ခြင်တဲ့အခါမှာဘာမှမဟုတ်တဲ့အရာဖြစ်နေတယ် အတိတ်ပဲရှိရရဖြစ်တယ်ဆိုတော့ကြည့်ရတယ်အနတ္တဆိုတဲ့အတိတ်ပဲပြီးတော့နောက်တစ်ခုကကြတော့ဘာလဲဆိုလို့ရှိရင်မုတာကြတော့လိညာခြင်းပေါ့နော်ဆိုဘာမှမဟုတ်တဲ့အရာဒိဗေမရှိတဲ့အရာနောက်တစ်ခုကလိညာတဲ့အရာဆိုကျွန်တော်ထင်ရနေဖေရှားပေးပါဆိုတော့ဒီစမီထဲမှာရေးထားတာကိုလေတစ်ချက်လေးကျွန်တော်တို့ပြန်ကြည့်ရအခါမှာအာဘောက် ပြောလေးဆိုလို့ရှိရင်မဟုတ်မမှန်တော့အရာတဲ့အဲ့ဒါပူရှင်းသွားရနော်နည်းနည်းလေးစကပြေလေးနဲ့ဖြစ်ပြီးတော့လိန်လေသို့စကားဆိုတော့ကွင်းကွင်းကွက်ကွက်လို့ဖြစ်တယ်မဟုတ်ဘူးမမှန်ဘူးဒါပေမဲ့အဲဟုတ်မှန်တဲ့ပုံစံမျိုးအဲတော့အသွင်ယူတယ်ဒါဆိုလို့ရှိရင်ဒီခေတ်မှာဘာကိုပြောလို့ရလဲဆိုလို့ရှိရင်ကြားဖြန့်ပေါ့နော်ကြားဖြန့်လိန်လေတာကြီး ဒီဓာရီကတော်တော်လေးခံရတာရှိတယ်ဆိုတော့ရုပ်ရှင်ကတခုရှိရပြဆိုစတဖန်ဂျက်ဆန်ရိုက်ထားတဲ့ကားလေဆိုတော့ the bees la bees la မသိဘူးဆိုတော့ပြားမွေးတဲ့သူပေါ့ဆိုတော့ဒီပြားမွေးတဲ့အိမ်နှားပြီးတာဒီမျိုးသမီးကဖွားဖွားကြီးပေါ့သူကလူငယ်ပေါ့အဲ့ဖွားကြီးကနှားပြီးတော့ပြည့်စုံတော့အဲ့ဒီအဖွားကြီးကို ဒီချပြန့်နေရလိန်ဆိုတော့ညလိန်တဲ့အခါမှာမက်လုံးပထမတော့မက်လုံးပြီးပြီးတော့မှဆိုတော့ပတ်စံယူပြီးတော့မှပြီးတော့လိန်တာဆိုတော့အဲ့လိုလိန်တဲ့အခါမှာအဖွားကြီးစီမှာအပတ်စံနေအကုန်ပါသွားဘန်ကောက်မှာပတ်စံပြားမှမရှိတော့အဲ့နဖွားကြီးရွှေကျူချတီးတော့အဲ့ဒါကိုလိုက်ပြီးကလေးစားချီတယ်ဆိုတဲ့အရာမျိုးပေါ့ဒီရုပ်ရှင်ကလည်းဒါတင်ငန်းစာယူစရာဖြစ်ပါတယ် ကျွန်တော်မြန်မာနိုင်ငံထဲမှာလည်းဒါတွေကတော်တော်လေးခက်စားပါတယ်ဆိုတော့ရင်တော့ကျွန်တော်ကြားဘူးတယ်ဒီနမေကြီးတွေမှာရှိတဲ့ဆယ်လီတွေမှာရှိတဲ့သူတွေပါတော့သူကပတ်စံချီးတယ်ပတ်စံချီးတယ်ဆိုစီဝါရေးလုပ်ဖို့အတွက်ဆိုပြီးမှပြောတယ်ဆိုပတ်စံများစွာချီးသွားတယ်တတယောက်တည်းမဟုတ်အများကြီးသူကချီးတယ်ပြီးတော့မှစီဝါရေးလုပ်မယ်အတူရမယ်ဆိုပြီးမှအတူကလည်းသူများတက်ပုံများတယ် ဒါနဲ့ယုံရတယ်စိတ်ချရတယ်ဆိုပြီးတော့မှသူ့ပတ်စံကြီးဝိုင်းချီရဝိုင်းချီရတဲ့အခါမှာပတ်စံရအတူပထမတလမှာသူကပေးလိုက်သူပြောတယ်နှုံတိုင်းဟာကျန်တဲ့သူက lesson ကန်းကုန်အာဒီပုံစံတိုင်းဆိုလို့ရှိရင်ဘန်တိုးထက်ပို့ပြီးတော့မှကိုက်တယ်ပေါ့အတွက်ချီကိုက်တယ်ဆိုပြီးတော့မှဆိုတော့ချီးတဲ့သူတွေကဝိုင်းချီကြတကယ်တော့ချီးတာတဲ့ invest လုပ်တာလည်းဖြစ်မှာပေါ့လေရင်းနှီးမြှုပ်နှံတာ ဆိုတော့နောက်ခဏနေကြတော့အတူအရင်ဘာမှပြန်မလာတော့အဲ့လူလည်းပြောက်သွားဆိုတာမျိုးတွေတွေ့ရပါဘူးဒါကြောင့်ဒါကကျွန်တော်တို့အသက်တာထဲမှာဒါမျိုးတွေရှိနိုင်တယ်ဒါကြောင့်သူကတခါလေးပြောတာအဲ့ဒီလိန်ညာမဟုတ်မမှန်တဲ့အရာပြီးတော့မှအဲ့ဒါကိုအမှန်တကယ်ပုံစံမျိုးနဲ့လိန်ညာတာဆိုတော့ကျွန်တော်ထိုင်ရနေလုံးဝဖေးပြီးပါဆိုတော့သူကပြောအတုတ်တန် ဆရာနေတော့ကျွန်တော်တက်တာထဲမှာဒါဝန်ခံရမယ့်အရာဖြစ်တယ်ဆိုတော့တွေ့ရတယ်ပြီးတော့အခုလေတတိထားရမှာထပ်ပြီးတော့ကျွန်တော်တတိထားဝိညာဉ်ရေးရမှာလိန်လေနေတဲ့သူအများကြီးရှိတယ်ဘယ်လိုပုံစံနေဖြစ်လာလဲဆိုတော့ကျန်းစာကိုသိမသိဘူးပေါ့ဒါပေမဲ့ဟိုဖះဟိုတော့အာကူးတယ်စပြီးယုံကြည်လာတဲ့သူကျန်းစာကိုသိနားမလဲဘူးဖះခင်ရဲ့အလိလာဖះခင်ဖြစ်စီခြင်းနဲ့ပုံစံမသိဘူး ဒါပေမဲ့အဲ့ဒီလိုနှုတ်နေတဲ့သူတွေစပြီးတော့ပြောင်းလဲလာတဲ့သူတွေအခြားဘာသာတစ်ခုကနေပြောင်းလဲလာတဲ့ခရီးရန်စဖြစ်ကားစသူတွေတမချန်းစာကိုလည်းသိချင်ဆရာသမားနဲ့တွေ့ရင်တော့အဆင်ပြေတယ်။ဒါပေမဲ့အဲ့လိုမဟုတ်နေပဲနဲ့အခုကသူတို့သွားပြီးတော့မှပါဝင်တဲ့ဂိုင်းရနာအဖွဲ့အစည်းကအရန်ကဘာမှာလည်းနည်းနည်းနာမည်ရှိတဲ့ပုံစံသူတို့ပြင်တော့ဒီဆိုရှယ်မီဒီယာမှာတော်တော်လေးနာမည် ရှိသူတို့အာမအရင်တန်တန်နဲ့ပြောနိုင်တယ်သူတို့ပြောတာတွေကလည်းမသိလို့ရှိရင်တကယ်ဖြစ်နေတဲ့ပုံစံမျိုးဒါပေမဲ့အဲ့ဒါမဟုတ်မှန်အဲ့ဒါအနတ္တပြီးတော့ဘာလို့လဲဆိုလို့ရှိရင်မုတာဆိုတဲ့သူတို့လိန်ညာနေတဲ့ຢာတွေဖြစ်တယ်ဆိုတာတွေ့ရတယ်စီဝါကြိုက်တာဆိုဘလို့လဲဆိုလို့ရှိရင်ဒီမှာအာသူတို့တော့တရားဟောမယ့်နေရာမှာသူတို့ကဒီအနာရောဂါငြိမ်းခြင်း healing crusade ကိုသူလုပ်မယ် ဲ့ကမှာတလားလောက်ကျိုးနှစ်လားလောက်ကျိုးပြီးတော့မှခြေရောမတန်တဲ့သူခွေးချဲပုံစံမျိုးနဲ့လို့လွှတ်ထားလိုက်တယ်လွှတ်ထားလိုက်ပြီးတော့မှအဲ့ဒီမှာသွားပြီးတော့မှအိတ်ပဝန်းချင်းအိတ်ပဝန်းချင်းမှာရှိနေဘုရားကျောင်းမှာหนีလိုက်တယ်အဲ့တလားနှစ်လားကြာတော့မှဒီမှာရှိနေတယ်သူတွေကဒါလေယာဉ်ပြင်တရားဟောပွဲလို့လို့အဲ့ဒီအချိန်မှာအနာဂတ်ကညင်းညင်းအစီအစဉ်ပါလာတဲ့အခါမှာ ဆိုတော့ဒါသူတို့ဇက်တိုက်ထားတာဟိုကခြေတော်မတန်ပါဘူးလို့အိပ်ပတ်ဝန်းကျင်မှာတည်နေတဲ့သူကလာပြီးတော့မှဆွတ်တောင်းခံလိုက်တဲ့အခါမှာပြန်ပြီးနေကောင်းသွားလမ်းတွေပါထရှောက်ထပြေးနေတကယ်တော့အဆရရဲ့သွားကောင်းနေဇက်တိုက်ပြီးတော့မဟုတ်မမှန်တဲ့အရာလိန်ညာပြီးတော့မှလုပ်တဲ့အရာအဲ့ဒါကကျွန်တော်တို့ဒီခရိယံလောကထဲမှာတော့ပါလာတယ်ဆိုတာတွေ့ရတယ် ဆိုတော့အိန္ဒိယကာရကားရှိတယ်။ဆိုတော့ကျွန်တော်နည်းနည်းမေ့နေပြီ။အဲ့အိန္ဒိယကားထဲမှာကွင်းကွက်ကွက်ပြတာရတာနဲ့ပတ်သက်ပြီးတော့ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့အာကြည့်တယ်နဲ့ဆိုတော့ဒါကဒါကြောင့်နဲ့အဲ့ဒီလူမျိုးကျွန်တော်တို့အသက်တာထဲမှာမဟုတ်မမှန်မင်းနဲ့လိန်ညာတဲ့ဇာတ်ရည်နဲ့မရှိဖို့အတွက်ဖေရှားပေးပါနောက်တစ်ပိုင်းအကြောင်း ဆင်းရဲခြင်းနဲ့ငွေရတက်ခြင်းကိုပြီးတော်မူပါနဲ့အသက်မွေးလောက်သောအစာကိုသာပြီးတော်မူပါဟွန်းနောက်တစ်ပိုင်းထက်လာတာဆင်းရဲခြင်းနဲ့ငွေရတက်ခြင်းတော့အစွန်းတစ်ခုပြောချင်တာအရင်ဆင်းရဲတဲ့သူနောက်တစ်ခုကကြတော့အရင်ငွေရတက်တဲ့သူဒီနှစ်ခုပြောချင်တာဒီနှစ်ခုအစွန်းရောက်သွားရင်မဖြစ်လာလဲဆိုလို့ရှိရင် လောကမှာပြဿနာအများကြီးဖြစ်လာတယ်။ဒါကြောင့်ဘုရားသခင်နေ့စဉ်ကျွေးတဲ့အစာကိုသုံးဆောင်ပြီးတော့ပဲဘုရားနဲ့မွေ့လျော်ပြီးဘုရားသခင်တက်နိုင်ခြင်းပေါ်မှာဘုရားကိုမှုခိုးပြီးအသက်ရှင်တဲ့တတန်နဲ့သွားလာဖို့သူတောင်းတယ်။ဒီတုတ်တန်ဆရာဆိုအောက်ကိုဆက်ကြည့်တဲ့အခါမှာသူမဟုတ်ကျွန်ုပ်ဒီကျွေဝော်ယူထရရဖျားကအဘေသူနီးဟုဆိုလျက် ကိုရောကိုညင်းပယ်မြူဆိုရင်စရာရှိပါ၏ဆိုတော့ဒါကြတော့အရင်ချမ်းသာလို့ရင်အရင်ကြွယ်ဝလို့ရင်ဆိုဖေဟာဘသူလဲဆိုပြီးတော့မှဘုရားကိုမိသွားတဲ့အတ္တတာမျိုးတွေဖြစ်နိုင်တယ်ဆိုဥပမာတွေလည်းရှိတယ်ခင်ဗျားပြီးခဲ့တဲ့ဥပမာဆိုလို့ရှိရင်လည်းဒါဂျူးပါပဲနော်တထင်းနဲ့လာစုဆိုတော့ဂျူးရဲ့ဒီတထင်းရဲ့ အာဗြဟံရဲ့အမျိုးနွယ်ပဲပေါ့နော်သူကအရင်ချမ်းသာကြွယ်ဝလုံးတဲ့အခါမှာသူဖခင်ကိုကိုးကွယ်စရာမလိုတော့လောကမှာအရင်ပြည့်ပြည့်စုံလုံးတဲ့ပုံစံမျိုးဖြစ်တယ်ဒါအဲ့ခါမှာသူပါဘယ်ဘက်ကိုပြောင်းသွားလဲဆိုတော့ကာမဂုံစီးစိမ်ခံစားဖို့အကြောင်းဖြစ်သွားတယ်ဆိုတော့တွေ့ရဘုရားကမကိုးကွယ်တော့ဆိုအခုလေဝန်နေစရာကောင်းတာဆိုခရိယန်နေချမ်းသာကြတယ်ဒါပေမဲ့ ချမ်းသာတဲ့ခရိယန်တွေရဲ့အကြောင်းကျွန်တော်အများကြီးသိကြားရတာမရှိဘူးတဘောကလေကာမဂုံခံစားပြီးတော့မှအာလူပြိုးเสียဖြစ်လောက်တဲ့အခြေအနေမျိုးဟိုသိမတွေ့ရအောင်တကယ်ဟိုချမ်းသာတယ်ပြီးတော့မှလုပ်ငန်းရှင်တွေဖြစ်တယ်စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တဲ့သူတွေကိုကျွန်တော်သိမတွေ့ရဘူးသူတို့တွေအဲ့လိုမျိုးပေါ့နော် ော့ကျွန်တော်လည်းအခုကဆိုရှယ်မီဒီယာပေါ်ကနေပဲတွေ့ရတာလေးရှိတာပေါ့အခြားတည်င်းလေးတွေတော့ရှိကောင်းရှိပါတယ်ဒါပေမဲ့အဲ့လောက်ထိဟော့ဟော့တတိုင်းတော့မတွေ့ရအောင်ဒါပေမဲ့ဘယ်သူတွေမှသွားပြီးတော့မှတွေ့ရလဲဆိုလို့ရှိရင်ချမ်းသာတဲ့အမှုတော်ဆောင်လေးမှာအဲ့ဒါလေးတွေတော့သွားတွေ့ရတာမြင်ရတာသူတို့ရဲ့ပြိုးတဲ့လီတန်ကတကယ်အထက်စီးရနေပဲပြောတော့ ဆင်းရဲတယ်ဆိုလို့ရှိရင်ဖះနဲ့မမှန်ဘူးဘုရားသခင်မဟုတ်ဘူးဆိုတဲ့ပုံစံမျိုးပြောကျင်နေရတယ်ပြီးတော့မှဟိုသူတို့ရဲ့ဝတ်စားစီရင်နေထိုင်ပြောဆိုတဲ့ပုံစံတွေကရှင်းရှင်းပြောအောက်ချီလွတ်တဲ့ပုံစံမျိုးဖြစ်လာခရစ်တော်ရဲ့တန်အောင်မတွေ့ရအောင်ခရစ်တော်ကပြောတာငါဟာနူးညံ့သိမ်မွေ့နှိမ့်ချသောစိတ်တော်ရှိတယ်မတွေ့ရပါဘူး စကားပြောလို့ရှင်ဟိုးအပေါ်ကနေအပေါ်စည်းကနေပြီးတော့ပဲပြောတဲ့အရာတွေခံရတယ်ဆိုတာသတိထားเสียဖြစ်မယ်ဘာလို့လဲသူတို့စီမှာအရန်ကြွေဝချမ်းသာလာတယ်လက္ခဏာရှိတဲ့အခါမှာဂျန်နေသူတွေကယူမဆိုင်တော့တဲ့ပုံစံမျိုးတွေ့ရတယ်အဲ့ဒါဝန်းနေเสียကောင်းပါတယ်ဒါကျွန်တော်တို့တတိထဒါကြောင့်ကြွေဝတာ အရန်ကျွယ်သွားတဲ့ဥစ္စာကိုဘုရားသခင်မပြီးပါနဲ့လို့ပြောတာဖြစ်တယ်ဆိုတော့ပထမတစ်ချက်အနေနဲ့တွေ့ရတယ်ဒုတိယတစ်ချက်အနေနဲ့ကျတော့သူမဟုတ်ဆင်းရဲ၍သူ့ဥစ္စာကိုခိုးသဖြင့်ကျွန်ုပ်ဘုရားသခင်နာမတော်ကိုမူတာနဲ့ဆံ၍မွတ်ဆိုမည်ဟုဆိုရင်စရာရှိပါ၏နောက်တစ်ခုကကျတော့အရန်ဆင်းရဲဆင်းရဲတော့ဒီဆင်းရဲတဲ့အရာဘာလဲဆိုလို့ရှိရင်စားစရာတော့မရှိဘူး ဆင်းရဲတဲ့အနေထားမျိုးကိုပြောချင်တာဆိုစားစရာမရှိတော့ဘူးဆိုလို့ရှိရင်တော့လွတ်ဖိုက်စားလိုက်မခံနိုင်တော့ဘူးတကယ်၍မိသားစုရှိမယ်เนาะဆင်းလဲဆင်းရဲတယ်မိသားစုလည်းရှိနေတယ်အကလေးတွေလည်းရှိနေမယ်အရွယ်မရောက်တဲ့ခီးတွေရှိနေမယ်ကျွန်မြင်အောင်ကြည့်ပေါ့ဇနီးတွေလည်းရှိနေဒါဆိုသူတို့ဘာလုပ်ကြမလဲအလုတ်ကန်ခွင်လန်းရလဲရှားတယ်ပြီးတော့မှကုညီပန့်ဘိုးပြီးမဲ့ အရာတွေဘုမဒီထောက်ပံ့ပေးမဲ့အခြေအနေကလည်းတိတ်မရှိဘူးအပေါ်ကိုယုံနေရတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်သူတို့ဘာလုပ်ကြမလဲဆိုတော့တစ်ခါဆိုကျွန်တော်အိမ်ကဘာမှမက်လောက်ရှာမရှိတဲ့အိမ်ပါတဲသက်သားအိမ်ဒါပေမဲ့ကျွန်တော်အိမ်ရှိမှာတော့ဘာရှိလဲဆိုတော့ဟိုတပြုတ်ပင်ရှိတယ်တပြုတ်တီတပြုတ်တီလေးတွေဆိုတော့ဒီ ဆောင်းတွင်းပေါ့နော်ကျွန်တော်ဆောင်းတွင်းတတွင်းလုံးမှာဒီ debut ဒီအနေရင့်လာပြီဆိုတော့ဆက်ကြွေးမြေဘက်ကိုရောက်သွားပြီဆိုလို့ရှင်ဒါတော်တော်လေးရှင်းသွားပြီကျွန်တော်ထင်တယ်အဲ့တုန်းကဆောင်းတွင်းပဲဖြစ်မယ်ဆောင်းတွင်းပုံကန်လေးပေါ့နော်အိပ်ပိုင်းမှာဆိုတော့ပလုံကုတ်တဲ့သူတွေဝင်လာအိမ်နဲ့ဝင်လာပြည့်စုံကျွန်တော်ဟိုအနောက်မှာနေကျွအမေကတယောက်တည်းဆိုတော့ leadership ဖြတ်ထားတာပေါ့လမ်းလျှောက်လို့ရတယ်ဖခင်ကျေးဇူးတော်ကြောင့်ဒါပေမဲ့တန်ဦးလေ ဆိုတော့ဒီနှစ်ယောက်ကဝင်လာတာဟာဝင်လာပြီးတော့ခက်တီတီပဲတော်တော်ကျွန်တော်အိမ်ကအိမ်ရှိမှတကားလေးကိုဒီတိုင်းပဲစီထားတာဆိုတော့ခက်တီတီပဲဝင်သွားပြီးတော့အိမ်ဘေးတွေပဲရောက်ကုန်ပြီအဲ့ဆိုတော့ကျွန်တော်ထွက်သွားတော့ဟာဘယ်လိုလုပ်ဒီတည်းကလူစိမ်းနေရောဟေးမင်းတို့ဘယ်သူလဲမေးတော့မေးတော့သူကပြန်ထွက်လာပြီးတော့မှအာမဟုတ်ဘူးတဲ့ဟိုကျွန်တော်ကအသီးအသီးလာကောက်တာဆိုပြီးတော့မှလာပြောတာအာမဟုတ်ဘူး ီအိမ်မတကားပိတ်ထားတယ်ညဘာလို့အလိုဝင်လာရတာလဲကျွန်တော်သူ့နည်းနည်းပေါ့လီတန်ခတ်မှမှနဲ့ပြောရတာပေါ့လေပြောလိုက်တော့အမို့ရအတီးကောင်းမလို့တဲ့အတီးစားမလို့ဘာညာနဲ့တဘောကဒီဒီလူတွေကခုနပြောလို့ရက်ွက်ထွဲသွားပြီးတော့ပလုံကောက်တာပေါ့လေအတူတူတွက်ချီကြိုက်တာတော့ရှိမှာဒါပေမဲ့သူတို့ရဲ့အခြေအနေကခုနပြောလို့စားဖို့အတွက်သူတို့တွေမှာလောက်ကန်ဆောင်ဆောင်ရွက်နေရတဲ့ဥစ္စာခုနလမ်းပြအမိုက်ကို ကောက်ပြီးရောင်းမယ်ဒါပေမဲ့လစ်ရင်လစ်တယ်လို့သူတို့မလုပ်ကြတော့မှာဆိုတော့ခိုးမယ်ဆိုဆံမီထဲမှာလည်းအဲ့အလားလေးကိုသူကဘယ်လိုပြောထားလဲဆိုလို့ရှိရင်ငယ်ကူစုံပိုင်းလောက်ပါသူတို့မဟုတ်တဲ့ကျွန်ုပ်ဒီဆင်းရဲ၍ခိုးယူတာဘုရားသခင်နာမတော်ကိုထိခိုက်မိစီပါလိမ့်မည်ဆိုအဲ့တော့ကျွန်တော်စဉ်းစားတာအဲဒီနေရာမှာငါတူတူမလေးနေငါဆွေမျိုးလာဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲ အဲအဲ့ဒါလေးကျွန်တော်ကိုရင်စာမိတယ်အဲ့တုန်းကဆိုတော့သူတို့ကိုကျွန်တော်ဟိုဒီလိုပဲပြောလိုက်ဒီလိုအသီးလေးတွေပြီးလိုက်တယ်ပြေးကြထားတဲ့အသီးလေးတွေလည်းရှိတယ်ဆိုတော့ဆိုတော့သူတို့လုံကောက်တဲ့အိတ်ထဲကိုထည့်ပြီးတော့မှထွက်သွားဆိုတော့အဲ့မှာကျွန်တော်ဆင်ခြင်ကြည့်တာပေါ့ဆိုတော့အဲ့လိုမျိုးစောက်နေရတဲ့ရုံးကန်ရပြီဆိုလို့ရှိရင်တော့လူကလုံမှာပဲဆိုတော့အဲ့ဒီအခြေအနေမျိုးဆိုလို့ရှိရင်လည်းအဆင်မပြေဘူးဘောနော်ဒါကိုကျွန်တော်တို့ပြန်ပြီးတော့မှအာနားလေရတယ် ဒါနှုတ်ဘက်တော့တကယ်မှန်တယ်။အရင်အစွန်းရောက်သွားတာမျိုးပြောချင်တာဆိုတော့မချမ်းသာရဘူးလို့ပြောချင်တာတော့လည်းမဟုတ်ပါဘူး။ဆိုတော့ဒါဆိုအခုအခုအချိန်နေဆိုလို့ရှိရင်တော့ဥမာကျွန်တော်တို့ကြံကုန်မှနေတယ်ဆိုလို့ရှိရင်ရာသီလို့အရင်ပူရလေ။မရာသီလို့အရင်ပူရဆိုတော့ဒီနွေရာသီဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုနေနေရင်းနေတာမှဒီဟိုချွေးတွေကအတောင်လိုက်အတောင်လိုက်ထွက်တယ်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီခန္ဓာကိုယ်က ယာတိဥဒုရဲ့ဒဏ်ကိုတော့ခံနိုင်မှုလို့အခုကျွန်တော်တို့ဒီမှာရှိနေတဲ့အပူချိန်ကဒီယာတိဥဒုရဲ့ဒဏ်ကိုခံနိုင်တဲ့အပူချိန်မဟုတ်တော့အပူအပူချိန်မဟုတ်တော့တဲ့ temperature မဟုတ်တော့တဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်တော့မလုပ်ရမလဲဆိုလို့ရှိရင်ဒီသူရှိတင်ရှိတိုက်တဲ့ temperature တခုမှကျွန်တော်ထားဖို့လို့ဒါဆိုရင်ခုနပြောတဲ့အရန်ပူတဲ့နေရာဒီမှာ ပန်ကာလေးနဲ့တကယ်ပန်ကာလည်းမလောက်ဘူးဗျပန်ကာကလေလေပူပဲလာတယ်အဲ့ကျင်းဆိုဆိုတော့အဲ့ချိန်မှာခုနပြောလို့ပေါ့နော်ဆိုတော့အကွန်းနဲ့หนีလိုက်လို့ရှင်တော့မဒါအပူအေးသွားတာမဟုတ်အပူတက်တာသွားစီတာပဲရှိသေးတယ်အကွန်းတို့ဘာလို့လဲအရင်မနိုင်တော့ဘူးဆိုတော့အဲ့ဒါအပူတက်တာသွားအဲ့ဒါကတော့ထားတင်หนีတင်ဘာတို့လဲဆိုဒီခန္ဓာကိုယ်ကဟိုတက်တောင့်တက်တာဖြစ်ဖို့အတွက်အပူချင်းတစ်ခုမှထားရမယ်အေးဒါမျိုးအတွက်ကိုတော့ ကျွန်တော်တို့လိုအပ်မယ်ဆူတောင်းဖို့အတွက်ဆိုတော့အရန်ဆင်းရတာမျိုးဆိုလို့ဘဝပုံမှန်ကျွန်တို့ပြောကမှာဒါမျိုးတွေကိုလည်းထည့်တွက်ဖို့တော့လိုတာပေါ့ဒီအတွက်ကိုလည်းဆူတောင်းရမယ်အချိန်လုံးပြည့်ပြီးပြည့်တယ်ဆိုလို့ရှင်တော့ကျွန်တော်နောက်တစ်လိုင်းထပ်ပြီးတော့မှစဉ်းစားရမယ်ဆိုတော့အကုန်ကြရတော့ရှိမယ်ဒါပေမဲ့အဲ့ဒါကလည်းဖျက်ခင်ကျင်းမှုတက်ကိုခံတာကိုကျွန်တော်တို့ခေါင်းစွာပြုစုတဲ့အနေထားမျိုးနေနဲ့ထားတတ်ဖို့လေလို့လေဆိုတာတွေးရပါဒါကြောင့်ဟိုစင်စင်ရှိတဲ့အရာပေါ့နော် တော့ကျွန်တော်တက်တာထဲမှာအစွန်းရောက်တဲ့အရာနှစ်ခုမဖြစ်ဖို့အတွက်တုတ်တန်ဆရာပြောသလိုမျိုးကျွန်တော်တက်တာထဲမှာလည်းအရင်ဆင်းရဲပြီးတော့မှတူများစီကလိုက်ပြီးတော့မှဟိုကလိန်ချစ်ကလိန်ညံနဲ့လိန်ညာစားတော့ရမယ်ခိုးဝက်စားရမယ်အခြေအနေမျိုးဒါလည်းမဖြစ်စီဘူးပြီးတော့အရင်ချမ်းသာပြီးတော့မှဖျားသခင်ကိုမေ့ပြီးတော့မှအရာ တွေ့သည်မှသူအကုန်လုံးကိုမတူသလိုမတန်သလိုဆက်ဆံနေတဲ့သူမျိုးလေမဖြစ်ဘူးကြားထဲမှာဆိုတော့နေ့စဉ်အသက်မွေးလောက်တော့အစားအစာလို့ပြောရခင်ဗျာခုနကျွန်တော်တို့ကိုခန္ဓာကိုလေကောင်းကောင်းလေးအသက်မွေးလို့ရမယ်ဆိုအနေထားမျိုးလေးနဲ့နေရတယ်နေ့စဉ်လေအဟာရနဲ့လုံလောက်တဲ့အစားအစာစားရပြီဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်တော့ဒါဟိုအဆင်ပြေတဲ့အခြေအနေမျိုး ဖြစ်ပြီးဆိုတဲ့နှုတ်ကပတ်တော်လေးကိုဆင်ခြင်မိပါဒါကြောင့်ကျွန်တော်တို့တက်တာထဲမှာဒီတုတ်တန်စီဟာပြောတဲ့စုနှစ်ပါးကိုလည်းကျွန်တော်တက်တာထဲမှာတောင်းရမယ်ဆိုအရန်ဆင်းရဲတာအရန်ချမ်းသာတာမဟုတ်ပဲနေတကယ်ပဲဟိုတက်တောင်းတက်တာဖြစ်ပြီးဘုရားသခင်နဲ့ကိုးကွယ်လို့ရပြီးတော့မှဖျားသခင်ကိုအာကူပြီးနေစဉ်တက်တာတည်းမှာသွားလို့ရတဲ့အခြေအနေမျိုးကျွန်တော်ဘဝတက်တာတလျှောက်လုံးမှာရဖို့လိုတယ်ဆိုတဲ့အရာလေးကို ဒီနေ့ညချင်ပါတယ်အားလုံးပုံမှန်ဖြာခင်တာပြီးကောင်းကြီးပေးပါစေ